င်္ဂလာပါရှင်အသက် channel နေပြန်လည်ကြိုဆိုလိုက်ပါတယ်အပတ်စဉ်စန်းဒီတိုင်းမှာဟင်းချက်ဗီဒီယိုလေးတင်ပေးနေတဲ့ channel ဖြစ်ပါတယ်အဲဒီဒီဘက်တနင်္ဂနွေမှာတော့ငပိရေကြိုတော့မဟုတ်ဘူးပေါ့နော်ဒီငါးဖြော်လေးလေးလောက်တာလေးပါကျွန်တော်ကဒီငခုပဲပြီးတော့ရင်ငခုကိုကိုပိုင်းနဲ့စားတယ်ခေါင်းနဲ့အမီကိုမစားဘူးပေါ့နော်မစားတော့အဲ့ဒါလေးဒီလိုမျိုးလေးဟိုအမီကိုတော့ရိုးပြုတ်ပြီးတော့ရိုးညွှန်လိုက်တယ်ခေါင်းကိုလည်းပြုတ်လိုက်တယ် ပြုတ်ပြီးတော့ထောင်းလိုက်တယ်ပေါ့နော်ကျွန်တော်ထောင်းပြီးတော့မှရိုက်ဖို့တတိယနဲ့ထားရိုက်လိုက်တာဆိုတော့ဒီပြုတ်တာထောင်းတာလေးတော့မရောက်နိုင်ဘူးဒါကတော့ခေါင်းကိုပြုတ်ပြုတ်ပြီးတော့မှအိမ်ငါပြုတ်နေတယ်ကိုပြန်ထည့်ထားတာပါအော်ဟင်းချက်လေအမီးရဲ့ခေါင်းကစားလို့မဖြစ်ဘူးပြစ်လိုက်ရအစောဒါမျိုးလေးပြန်လုပ်လိုက်တာပေါ့နော်ဒါကဟိုငါခုခေါင်းကိုပြုတ်ပြုတ်ပြီးတော့ပြုတ်ပြီးတော့ထောင်းထောင်းပြီးတော့အိတ်ပြုတ်ရေကိုပြန်ထည့်တာပေါ့နော်ထည့်ပြီးတော့ကျွန်တော်ကအယိုးစစ်ပြီးတော့ဒီငါးပြုတ်ရေလေးကိုပဲပြန်ယူမှာပါ မပြည့်ကြိုဆိုလို့ရှိရင်မပြည့်ကြိုရင်းအယိုးဖဲ့လို့ပြောပေါ့အဲ့လိုပုံစံမျိုးလေးပါပဲနားပြည့်ရင်းလေးပေါ့နော်ခုနငုံဆုံးကျင်းထားရေညွှဲလေးထည့်ပြီးတော့ရေလေးပွက်လာပြီဆိုရင်ကျွန်တော်ကအရေလေးစက်ပြီးတော့ယူထားပါမယ်။ ဘူးရဲကိုအေးစက်ပြီးယူမယ်ပေါ့နော်အရိုးကြီးကိုဖယ်ပြီးတော့ငါးပြုတ်ယူလေးပဲစက်ယူပါမယ် ငါပြုတ်ရည်တယ်ယူလို့အကုန်သွားပြီဆိုလို့ရှိရင်အရင်ဆုံးအယိုးအရင်ပြက်လိုက်မယ်ပေါ့နော်ကျွန်တော်ကအယိုးကိုအရင်ပြက်ပြီးတော့ဒီရလာနေမှာဖြစ်ပြီးဒါခုနရလာနေမှာဖြစ်ပြီးပေါ့နော်အဲ့ငါပြုတ်ရည်ကိုပြန်တယ်ပါမယ်တင်ပြီးတော့ကျွန်တော်မလုပ်လို့ဆိုတော့ဒီပြောမယ်ဆိုမပြီးတောင်းလို့ပါဘူးပေါ့ဒါကမပြီးမဖို့ထားပါပေါ့နော်ဒီပို့လိုက်တဲ့ငါပြီးမဖို့ရေစက်တင်ဘာလမြေတူးစင်းထောင်းပါမယ်ဒါကတော့ခုနမာ တော့အိုးမဆိုးတော့ဘူးနဲ့ဒီကနာဥစ္စာကိုပြန်ပြီးတော့ပြုတ်ပါရဲ့တစ်ခါပြန်တဲလိုက်တာပေါ့နော်ပြုတ်တာတော့မဟုတ်ပါဘူးပြန်တဲလိုက်တာပါပြောမယ်ဆိုရင်အပြည့်ကျတော့မဟုတ်ဘူးဆိုပေမဲ့ငပိထောင်းတော့နည်းနည်းထည့်ရတာပေါ့နော်။အော်ငပိလုံးဝ စားသေးလို့တော့ကျွန်တော်တို့မမိနိုင်ဘူးဆိုတော့လေဝင်းနည်းလို့ပေါ့အများကြီးစားတာထဲဝိတ်ရော့သွားအောင်နည်းနည်းလေးအစားထိုးပြီးတော့ထည့်စားတာပေါ့နော်ဒီမှာဆိုလို့ရှိရင်မပီတောင်းရတာနည်းနည်းလေးထည့်တာပေါ့နော်ဒါမျိုးဒီစိုင်းနဲ့ချက်တော့ပြင်လို့မပီနဲ့ထောင်းထားတာထောင်းထားတာကိုထည့်လိုက်မျိုးပေါ့နော်ပုံငပီရေဆိုလို့မျိုးမပီရေကိုအားပြုတ်ကြအောင်မဖြစ်နဲ့ငါပြည့်ရေကိုအားပြုတ်ပြီးတော့မပီတောင်းကိုနည်းနည်းထည့်ထားတာပါနောက်ပြီးတော့နည်းနည်းချက်ပြီးတော့စားလေးလေးနဲ့ပူထည့်တယ်စားထည့်တခြားထည့် အဲ့လိုထည့်ပြီးထောင်းတာပေါ့နော်အဲ့လိုအဲ့လိုထည့်ပြီးပြင်ကြိုးလိုက်ပါမယ်ဒါဆိုရင်ငပိကြိုးအတုလေးဖြစ်သွားပြီပေါ့နော်အဲအမီတို့ခေါ်ဆိုရင်တော့ဒီငပိပုတ်ကိုရေပြန်ဖြော်တဲ့ဟာမျိုးဖြစ်သွားမှာပေါ့ဒါမှမဟုတ်ကျွန်တော်တို့ငါးပြုတ်ကိုအဓိကထည့်လုပ်ထားတာပါအဲပြီးတော့ရင်စားလေးလေးနဲ့ထည့်ထည့်လိုက်တယ်အဲလေးလေးပြင်ပြင်လေးဖြစ်အောင်ပေါ့နော် ြော့ပတ်ဆူလောင်ခဏပြန်တင်လိုက်ပါမယ်ဒီလိုမျိုးပတ်လိုက်ပတ်လိုက်ရတော့မှုရောင်မှုလိုက်မပြီးနိုင်ဘူးမှုလိုက်ဒီလိုဆိုရင်ပေါ့နော်ငပိကြီးကိုရမ်းကြိုက်ပြီးတော့မတည့်တဲ့ကျွန်တော်တို့လိုမျိုးအတွက်ဝင်းနင်းတို့လည်းငပိနေနေငါးမြများလေးဒါငပိကြီးကိုအစားထိုးပြီးလောက်လိုက်တာပါအပြည့်အကျိုးမတည့်တော့လေမစားရမနေနိုင်သူများအတွက်ပေါ့နော် ျွန်တော်ဖြတ်တော့ဖြတ်လိုက်ပြီလေ။ငါပြီးရင်ငါပြီးကိုလုံးဝဖြတ်လိုက်တာတစ်နှစ်ကျော်ကြီးပါတော့။အခု၃နှစ်ကြီးပါလောက်ကပြန်ပြီးတော့နည်းနည်းစီပြန်စားစားလာတာပါ။စားလာတော့ဒီလိုမျိုးလေးကိုစားထိုးပြီးတော့နည်းနည်းလေးစီပြန်လုပ်စားနေတာပေါ့နော်။အခုဆိုရင်တော့စုံစုံကြသွားပါပြီ။ဒါနကူကြီးကလည်းငါပြုတ်ပြီးချက်ပြီးတာပေါ့နော်။ချက်ပြီးတာကိုပြင်တယ်ဆိုတော့အချာကြီးရောက်တဲ့ကြမှာလို့ကိုလိုချင်းကြီးအနေထားရောက်ပြီဆိုရင်ခတ်လိုက်ပါလိမ့်။ ဘူးဆိုရင်တော့ဒီမှာစားချင်းဆက်ပွဲငပိရေကြိုးလေးပါအဲငပိရေကိုကြိုးထားတာမဟုတ်ဘဲနဲ့ငါပြည့်ကြီးကိုငပိကြောင်းလေးနဲ့ခပ်ပြီးတော့ငပိကြိုးပုံစံလေးလောက်ထားပေးဖြစ်ပါတယ်အဲ့ဒီစမ်းစားကြည့်လို့ရရင်တော့ကျွန်တော်ဒီတဘူးကြိုးပြီးတော့ရင်ဒီကိစ္စလေးထိုက်ပြီးတော့တပတ်ကျော်တော့ဖြစ်စားတယ်တပတ်လောက်ပေါ့နော်တပတ်လောက်ဆိုရင်အထူးပဲစားပါတယ်အားလုံးပဲဆောင်းထိကြည့်ကြရတဲ့ကျေးဇူးများရဲ့ကျမရဲ့ channel လေးကို subscribe လုပ်ပေးထားကြပါဦးเนาะအပတ်စဉ်စံပြတိုင်းမှာ hashtag video တင်ပြနေမှာဖြစ်ဖြစ်ပါတယ် อารมณ์จะกา